From the hills of Shan to the Iraqi shore, there's a voice that guides us. She's the one we all adore. When the skies turn gray and the monsoon's on its way, Susu San, -su you help us through each and every day. Oh, Susu San, -su you know just when it's coming. Rain or shine, you keep the farmers running. Your words of wisdom, they got us through the years. Susu Oh, so dear. If it feels a name, I wear the fields, weather, paddy fields grow. Farmers look to you because they trust you and they know. When the weather changes, when the storm begins to rise. So, so sad, Moana, and we'll be ready for the skies. Oh, so မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍မိုးစလဘက်ကကြိုတင်သတိပေးနှိုးဆော်ချက်တွေအပြင် လာမည့်9ရက်စာမိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိကြီးစုပေးသွားကြဖို့တောင်းဆိုလိုက်ပါတယ်ရှင့် မြန်မာနိုင်ငံရဲ့ရဲ့တွင် မိုးချိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်မုတ်တုံလေမဝင်ရောက်မီကာလအတွင်းလေဒုမငိမ့်မတက်မှုများကြောင့်လည်းကောင်းမြစ်ပူချိန်များတဖြည်းဖြည်းမြင့်တက်လာရာမှအပူပြန်တက်တိမ်များဖြစ်ထွန်း၍မွန်းလွယ်ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လည်းကောင်းလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနှင့်အတူထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတီးကြွေခြင်းနှင့် နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်ဘက်တုံလေးမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့်ပြည်ရေးလေကြောင်းပြန်တန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါသည်ရှင်။ လာမည့်9ရက်စာမိုးလေဝသအစီရင်ခံစာတိုင်းနှင့်ပြည်နယ်တို့၏မိုးလေဝသအခြေအနေအေဗီလာဆက်6ရက်နေ့အတွက်ခံမှန်းချက်ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအေယာဝတီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကျဲကျဲနေပြည်တော်စကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းအေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးတင့်တင့်ရွာသွန်းပြီးတနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးပါမီ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အထင်အထင်ဖြစ်ထွန်းမည် ဧပြီလ18ရက်နေ့အတွက်ခံမှန်းချက်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးတောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်အောက်ပိုင်းနဲ့မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအေရော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ၊ခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊တောင်ပိုင်းနှင့်မြောက်ပိုင်း၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်အထက်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးတနင်္လာရီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးတင့်တင့်ရွာသွန်းနိုင်သည်ရွာရန်ရာနှုံး80ဖြစ်ပါသည်။ကြံတပြီလုံးတွင်တိမ်အသင့်အင့်ဖြစ်ထွန်းပြီး AB လ18ရက်နေ့အတွက်ခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်း ကရင်ပြည်နယ်အောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးအထင်အထင်ရွာသွန်းနိုင်သည့်ရွာရင်ရာနှုန်း80ဖြစ်ပါသည် ကြံတပြီလုံးတွင် တိမ်အသင့်အသင့်ဖြစ်ထွန်းပြီး AB လ16ရက်နေ့အတွက်ခံမှန်းချက် တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး ဘကိုးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်တောင်ပိုင်း၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကယားပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးတချင်ပြည်နယ်အထက်ပိုင်းတွင်နေရာကွက်၍မိုးအထင်အင့်ရွာသွန်းနိုင်ပြီးတနင်္လာရီတိုင်းဒေသကြီးတွင် နေရာကွက်၍မိုးကြီးနိုင်သည့်ရွာရံရာနှုန်း80ဖြစ်ပါသည်။ကြံတပြည်လုံးတွင် တိမ်အထင်အင့်ဖြစ်ထွန်းပြီး AB လ20ရက်နေ့အတွက်ခန့်မှန်းချက် ပဲခူးတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် နေရာစိတ်စိတ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်သည့်ရွာရန်ရာနှုန်း80ဖြစ်ပါသည်။ကျန်းတပြည်လုံးတွင်တိမ်အထင်အတင်ဖြစ်ထွန်းသည်။